ပိုင်းတံပိုးတင်ဒါတွေကတန်ကျစ်ဖြက်လို့မရ။တန်ကျစ်ဖြက်လို့မရ။အဲ့တော့ဒီပြေတို့စာပေဆိုတဲ့ဟာကိုလာခဲ့ဖို့ကဒီပြေတို့နိုင်ငံဘလောက်ခြီခဲ့ပြီလဲလို့ပြောတာ။ခနေ့ရှေ့တန်းအခြားနိုင်ငံတွေကိုကြည့်မလေးရှားအခေယာမရှိဘူး။စင်ကာပူအခေယာမရှိဘူး။အင်ဒိုနီးရှားအခေယာမရှိဘူး။ထိုင်းတို့မြန်မာတို့ရှိတယ်။ထိုင်းတို့မြန်မာတို့ရှိတယ်။ကာကြီးတို့ခါခွေးတို့ဆိုတော့ဒီပြေတို့ကရေးလိုက်တယ်။တရခိတရခိနဲ့ရေးတာ။ရှော့တော့မတွေ့နဲ့မြန်မာတွေကနော်။ အဲ့ဒါရွတ်တို့ရာသာကုမာရကြောက်စားသူကအားလုံးကြောက်ဘူးလားဗျာစာဘာမျိုးနဲ့ရေးစာတော့ပြောကြည့်ပါဦးဗျာမြန်မာမောပြူပါဠိပြူမောမြန်မာပါဠိလေးမျိုးနဲ့ရေးမထားဘူးလားအဲ့ဒါကပြူသာဆိုတာကစီယိုပလက်တီယံပြောခဲ့တာမြန်မာအချင်းချင်းပြောမြန်မာပြည်ရရှင်တွေပြောတာမဟုတ်ဘူးပြင်သစ်ကပြည်ရရှင်ကပြောတာသူက MI6 အင်္ဂလိပ်လက်ဝေကန်တမိုင်းထရာ GH2 ဆိုတာ အမေရိကန်လက်ဝေကန် CIA ဘက်ကသမိုင်းဆရာမြန်မာပြည်ကိုကိုလိုနီနဲ့ချဲ့တဲ့ကအမျိုးသားရေးသိတဲ့တွေပါနှိမ်လို့ရအောင်ဖြိလို့ရအောင်သမိုင်းကိုဖျက်ထားခဲ့သူတို့ရေးတဲ့အရေးတွေပြူမမြန်မာပါဠိဆိုတာပြူစာမဟုတ်ဘူးရှေးဟောင်းမြန်မာသားရှေးဦးမြန်မာသားလို့ခေါ်တယ်ပြူဆိုတာမြန်မာပြီးမှပြူဆိုတာမြန်မာပဲ ယူနဲ့မြန်မာနဲ့ဘာကြောင့်ခွဲလိုက်တောင်းဆိုမြန်မာတွေကအနော်ထားခေတ်လောက်ရောက်မှာဟိုကြောက်ဆယ်လွင်ပြင်းမှာဟိုမြန်မာအရှိအရှိတောင်းအရှိမြောက်ပိုင်းကနေမြင်းနေစီလာပြီးတော့လူရိုင်းနေလူမျိုးတုံးတက်ပြီးတော့မြန်မာရေလို့ဘရင်တွေနန်းဆိုင်တယ်ဆိုပြီးတော့အနော်ထားလက်ထက်လောက်မှာမြန်မာဆာတာတက်တက်ဖြတ်ခဲ့တာတကောင်းအမိယသာဆိုတာတက်တက်မြန်မာတွေကဖျားနဲ့အမျိုးတော်ချင်းလို့ရေးထားတာပါလို့ဒီလိုပြောတဲ့ဂျေဆုကဘလောက်ရိုင်းနေဆိုတာဟုတ်လားအဲ့လိုမျိုးတပည့်တော်တွေကခံခဲ့ရတာနော် တော့ဘုန်းကြီးတွေကဘာသာရေးနဲ့လည်းမသိတမိုင်းဆိုတာလည်းမသိဆိုတဲ့အခါကျတော့တပြိုတော့လူတွေဘလို့ဥဆောင်ဟုတ်လားဗျာနော်အဲ့ဒါတွေကတပြိုတော့အထောက်အထားတွေရှိပါတယ်ခုနကဒီတော့ဗီဒီယို edit လုပ်တော့အဲ့ဒါတွေကိုကောက်ထဲဒီထောက်ထားတွေငါပြောတဲ့ဟာတွေဘူးခိုင်မအောင်ကြီးတဲ့သူတွေဒီထောက်ထားတွေကိုတွေ့ရအောင်အင်္ဂလိပ်လိုရေးထားတဲ့ဟာတွေရောမြန်မာလိုရေးထားတဲ့ဟာတွေရောကောက်ထဲလိုက်တပြိုတော့အဲ့လိုခိုင်မာခဲ့တဲ့ဟာဟန်လဲမှာလဲဟန်လဲမှာတင်ကြိုင်းကုန်းမှာရေးထားတဲ့ကြောက်စာတွေရှိတယ်ဆိုတော့ပြင်းအခရာကိုသုံးနေပြီး အခရာကိုသုံးနေပြီတပည့်တော်တို့ယဉ်ကျေးမှုဘယ်လောက်မြင့်လဲဆိုတာပြောချင်တာကမ္ဘာမှာကနေ့နိုင်ငံပေါင်း198နိုင်ငံရှိတယ်တဝက်ပြည့်အောင်အခရာမရှိဘူးအကုန်လုံးကမှီးညမ်းပြီးရေးကြတာတပည့်တော်တို့မြန်မာအခရာနှစ်2000ကျော်3000ဝန်းကျင်ရှိပြီကိုယ့်အကူသုံးလာတာကိုယ့်အခရာနဲ့ကိုအကိုအထီးကိုနဲ့ကိုကြကန်းလောက်တယ်နေမဟုတ်ဘူးအခရာအသာကိုယ့်အခရာနဲ့ကိုကိုစကားအသံနဲ့ကိုဗျာအလွန်ယဉ်ကျေးမှုစင်တန်းမြင့်တဲ့နိုင်ငံကြီးတပည့်တော်တို့လက်ထက်ကြမှာအဖက်ဘက်ကအောက်ကြနောက်ကြဖြစ်ကဲအဲ့ဒါဆိုတော့ဒီတော့မြန်မာသားဘယ်ချိန်လောက်ကတည်ထွင်ခဲ့တာလဲ ည်းနည်းလေးပြောကြည့်ပါအောင်ဗျာအခုရှင်များတို့သိကြတယ်မြန်မာသားဘယ်အချိန်မှဒီထွန်းတယ်လို့ယူစားလဲကြားဘူးလားဗျာအဲမကြားဘူးဆိုတော့ဒီတော့ဘုဟုတုတပြောတော့ပါမြန်မာသားဟာသရုတ်ထပကံလောက်မှထွန်းကားလာတယ်တို့အင်အားမကြီးသေးဘူးရှိဖြစ်ပေါင်းတင်ပြောတယ်မြန်မာစာပေသမိုင်းဆိုတဲ့စာအုပ်ရှိတယ်ကြမ်းညွှန်းတာတော့ဗျာနော်မြန်မာစာပေသမိုင်းရှိဖြစ်ပေါင်းတင်ခရစ်ယာန်ကြီးနော်ခရစ်ယာန်ကြီးဒါပေမဲ့အထသာလီနီနဲ့ ဝီသိုဒီမက်ကိုအင်္ဂလိပ်လိုဘာသာပြန်ပြီးတော့ကဘာကိုဗုဒ္ဓဘာသာဖြန့်တာအဲ့ဒီဆရာကြီးအဲဒီမာဂနာဆရာဘရရဲ့လေးသားတဲ့ဒီဆရာကြီးဖေမောက်တဲ့သူကတော့ခရစ်ယာန်ပဲကျေးဇူးများတယ်နော်တို့တော့အဲ့မြန်မာသားပေတမိုင်းမှာတော့သူကမြန်မာသားပေဟာရာသာကုမာရာကြောက်စာကိုကြည့်မယ်ဆိုရင်မြန်မာသားပေဟာဖွံ့ဖြိုးကြတာမကြသေးဘူးလို့ယူဆဆရာကြီးဖေမောက်တဲ့တို့ရဲ့တပည့်ဆရာမင်းသူဝင်တို့ကြတော့ဆရာတော်ကြီးတို့အုပ်စုကြတော့အိုးမြန်မာသားပေဟာစရုဒ္ဓပကံအစောပိုင်းလောက်ကဖွံ့ဖြိုးခဲ့တယ်လို့ယူဆ ူတို့ကဘာကိုကြည့်ပြောတာဆိုတော့ရာသကုမာရကြောက်စာကိုကြည့်အဲ့မှာရေးတယ်ကြောက်စာအေးသားတွေကဝါကျတိဆောက်ဖို့နေတော်တော်ကောင်းနေဟုတ်လားအဲ့ဝါကျတိဆောက်ဖို့နေကိုကြည့်မယ်ဆိုရင်လူကနေနှစ်တရားနဲ့အထက်ကဖြစ်နိုင်တယ်လို့ဒီလိုမျိုးယူဆအဲ့ဒါစာအုပ်ထုတ်ထညွှန်ပါမယ်ဗျာတပြီးတော့စာပေပြောင်းပြောတာဖြစ်တဲ့နော်စာအုပ်ညွှန်ပြီးပြောပါမယ်ဗျာယတ္တစာပေ အဖွင့်ဏိဒံစာအုပ်ညွှန်တာယတ္တစာပေအဖွင့်ဏိဒံစေကုချိုချိုကပြန်ထုတ်ပါတယ်ဆရာမင်းသူဝင်ပါ ခုနကမြန်မာစာပေသမိုင်းအဲ့ဒါဆိုတော့ဒီမြန်မာစာပေကိုဗကံခစ်မှာပါဠိစာကတော့ဗကံခစ်ကသွားနေပြီတေခစ်တရားနဲ့အာခေါင်းကလေးပါဠိစာပြောချင်တာဖျားသာမြန်မာတွေကပါသက်ထွက်နှုတ်ဖြစ်တတတကဘာလုံးရှင်များတို့ကဘာလှည့်ပြီးတော့သင်နေတာတွေကဘာမှာလေ့တာဦးပါပါနော်တအကိုပီပီတန်းတန်းယွန်းနန္ဒာမြန်မာပဲရှိတယ် ပါဠိတော်ကတန်ခါဆိုတဲ့ဟာကိုမြန်မာပဲပြည်ပသားယွန်းနိုင်တယ်။တာကိဝင်းအနွယ်တွေပဲဒီဒီတကလုံးကိုပြီးတယ်။တကဘာလုံးမှာဘယ်နိုင်ငံမှမပြီးဘူး။အဲ့ဒါဒီလိုပြည်ပသားရေရေကြီးတန်ခါလို့ထွက်ပါဗျာ။ဆန်ခါဆိုပြီးတော့ကမ္ဘာနာမည်နဲ့လိုက်ပြီးတော့သူ့နေရာနဲ့တူဆိုတော့တမျိုးပါဗျာ။တချို့ကမြန်မာပြည်မှာလာပြီးဆန်ခါလို့ရှင်နေတာ။ဒီတော့ကြိုက်ဘူး။ဟုတ်တယ်မလား။ရှင်ပြရဲ့ဆန်ခါတော့မပြီးလို့ရွတ်တာ။တန်ခါလို့တဆိုတဲ့အတန်ကိုဒန္တထံဗျာ။ဟုတ်လား။ထံကရိုင်းပရဲ့ဒီလိုလိုဒန္တထံတရားကိုပြီးပြီးတန်တာ သွားနဲ့တိပြီးတော့ထိပြီးတော့ရွတ်နိုင်တာမြန်မာပဲရှိတာကြီးမျိုးတွေမို့လို့ဒါကြောင့်ရဲရဲရွတ်ပါတန်ခါလို့ပဲရွတ်ပါဟုတ်ပလားနော်အဲ့တော့ကမွာလည်းပြီးပြီးတသားဖတ်နိုင်တာတော့မြန်မာပဲရှိအလုံးနဲ့ဂုံစရာကောင်းပါတယ်ဘာမှဂုံမငယ်ဘူးဗျအဲ့တော့ဘုရားရဲ့အမျိုးနေတွေဖြစ်တယ်ဒီပြည်တော်တို့အခုဆိုရင်နေပေါ်ပေါ့နေပေါ်နိုင်ငံတောင်ပိုင်းပေါ့အခုကပလိဝဒေဝဒဟဒေတာဝင်းကျင်မှာရှိတဲ့ထဲကလူတွေတွေကဘုရားရဲ့အမျိုးနယ်တွေကသကလုံးပေါင်းတထောင်ကျော်အခုချိန်ဒီမြန်မာတွေနဲ့တူးနေတယ် ဘလောက်တော့ဗျငါနံပါတ်5သူတို့လည်းငါပဲခေါ်တယ်ရေတွေကငါလေသူတို့လည်းငါပဲခေါ်တယ်လမ်းဆိုရင်သူတို့လမ်းပဲပြောတယ်အဲ့လိုသူနေတဲ့သကလုံးတွေတထောင်ဝန်းကျင်လောက်ရှိတယ်အဲ့ဒါတော့တပည့်တော်တို့ကမြန်မာသားပြည်ကိုစရုဒ္ဓပကံမှာဖွံ့ဖြိုးအောင်လုပ်တော့မယ်အနော်ဒါကအဲ့ဒီအတွက်ပံ့ပိုးတယ်စပုန်းကြီးလှုပ်တဲ့ဘယင်တွေလိုတယ်ဗျာသူရဲ့ရှေ့စုတ်ကလေးကရှင်ဗျာမယားကိတ္တတွေနဲ့ဗျာများနေရလीသူစုတ်ကလေးတို့အနော်ဒါတို့ရဲ့ဖေအေးကြတော့လဲတိတ်အတုံးမကြဘူး ကံသားပိုင်းမှာထူးထူးချွတ်ချွတ်ဘယင်မဟုတ်ဘူးအဲ့မှာလေကိုယ်ကွယ်မှုတွေလည်းယောဒီယောရာယဉ်ယဉ်မှုတွေလည်းရှုပ်ချုပ်ထူးထူးဟိန္ဒူတွေရောဗာတွေရောရှင်မြအဲ့လိုမျိုးတွေကိုယ်ကွယ်နေကြတာဆိုတဲ့အခါအနော်ဒါလက်ထိုက်ကြတော့တိုင်းပြည်တနိုင်ငံလုံးကိုတနိုင်ငံလုံးကိုစုစည်းတယ်တိုင်းရင်းသားလက်နက်ကိုင်တွေဝါတွေမထားဘူးအကုန်လုံးကို organize လုပ်တယ်ဒါကြောင့်ပထမကမြန်မာနိုင်ငံတော်ဆိုတနိုင်ငံလုံးကိုစုစည်းတယ်စုစည်းပြီးတဲ့အခါကျတော့အဲ့ဒါဆိုရင်မြန်မာတနိုင်ငံလုံးကိုလွှမ်းခြုံတဲ့ယုံသုံးစကားဆိုတာရှိရယုံသုံးစကားဆိုတာရှိရ legally ပေါ့ဗျ တရဝင်ပေါ့အစိုးရရဲ့ရုံသွန်းစကားဆိုချင်အဲ့ဒီအတွက်စကားတီထွင်တဲ့အခါမြန်မာသားပေကိုဖွံ့ဖြိုးလာဖို့ပံ့ပိုးတယ်ဒါကြောင့်အနော်ရထားရဲ့ပံ့ပိုးမှုတွေများပြမြန်မာသားပေကအရှိန်ကိုကောင်းလာအနော်ရထားရေးခဲ့တဲ့ကြောက်စာပင်းဆက်ကလမ်းမှာဗျာတပြီးတော့ဟိုနေရမှာတရားဟောခဲ့တယ်အဲ့မှာအခုကြောက်စာကြီးခုရနေရှိတယ်တို့စာရီရမတင်ရှားတော့ငွေကြောက်စာကြီးရှိတယ်အဲ့ဒီကြောက်စာမြန်မာသားရေးကြောက်စာအနော်ရထားကိုယ်တိုင်ရေးခဲ့တဲ့ကြောက်စာ169လောက်ကထင်တယ်ဒီတော့ခုနှစ်တက်ကြတဲ့မသေးကြလို့ ရေးခဲ့တဲ့ကြောက်စာမြန်မာသားတွေကိုဖွံ့ဖြိုးအောင်လုပ်မယ်ဆိုတော့မြန်မာသားတွေတက်တက်တင်အင်အားမရှိဘူးအခက်အခဲတွေမစုံဘူးအင်အားမရှိဘူးအဲ့ဒီတော့ဘာလုပ်လဲဆိုတော့အိန္ဒိယတောင်ပိုင်းရေထုံဖြစ်တဲ့ဗြဟ္မီအခက်အခဲအသောခက်ကေဘောရခက်ကသုံးခဲ့တဲ့အခက်အခဲရှိတယ်နောက်ပါဠိအခက်အခဲအဲ့ဒီထဲနေပြီးတော့ပါဠိအခက်အခဲနဲ့ဗြဟ္မီအခက်အခဲတွေကိုပေါင်းပြီးတော့မြန်မာသားတွေကိုတီထွင်ခဲ့တယ်အဲ့မှာဒီလိုတော့ပါဠိသားကနေမွေးသားထားတာမြန်မာသားဆိုတာဘယ်သားမွေးသားထားတာလဲဗျာ ပါလိသာကိုမေးတာရယ်ယူကစကလုံးလေးလုံးပြောမယ်ဝါသနာဝါသနာဆိုတာဘာတော့ဗျာမြန်မာလူရှင်မြပြန်တရားလူသေးလားတန်းပြီးတော့ကိုးနားလဲတာခေတ်ဆက်သက်တော့အဲ့ဒါမြန်မာတကားဟုတ်လားမဟုတ်ဘူးနော်ဝါသနာဆိုတာအလေးချင်းဟုတ်တယ်မလားနေ့စဉ်နေ့စဉ်ဆိုနေစာတူဝါဆိုတဲ့တရားတွေကြောင်းတော့လားရုပ်တို့နာမ်တို့ဟုတ်လားအများကြီးလေးတပြို့တို့အဲ့လိုမျိုးစကလုံးပေါင်း၄000ကျော်ရှိမေးတာတော့စာအုပ်တို့ညွှန်ပါပါဗျာကိုယ်တိုင်ဖတ်ကြဗျာနော်ပါဠိတပါဠိတဟောတာပြီးတယ် အဲ့ဒါဒီမျိုးတို့ဆရာကြီးတကုံဦးထွန်းမြင့်ရေးပါတယ်စိတ်ကူးချွတ်ချွတ်ကထုတ်တယ်ပါဠိတက်ဟောတာပြီနဲ့သိကောင်းတာရှင်များတို့ဒီသာနဲ့ဘေနဲ့တက်တက်တူတူလူလူတူတူလှုပ်ချင်တော့ဖတ်ထားကြဗျာအပြီးမဖတ်နိုင်တော့ဒါကိုကကျမ်းသာအနေနဲ့ရှိရဝါသကမှာဖတ်တာကိုကကျမ်းသာအနေနဲ့တော့ပါဠိတက်ဩဟာရအပိဒံဦးထွန်းမြင့်တကုံဦးထွန်းမြင့်လူမိုက်ဆိုလင်းရှောင်းသွေးလေလို့တော့ဆရာကြီးကကြပြလေးတွေကြပြတယ်ပဲကမလဲအဲ့ဒါကြီးကသူ့သေးသနာကြံရင်တကယ်ခမ်းနာတာရက်ဆက်တယ်နော် စာမျက်နှာ900ကျော်လောက်ပါတယ်ဗျာတပည့်တော်ဒီမှာရှိတယ်နော်ပါဠိတော်ရဲ့ဒီဒီဒီစာကြီးတိုင်းမှာလည်းတပည့်တော်ထည့်ပေးထားတယ်ရှင်များတို့စာကြီးတိုင်းမှာလည်းရှိနောက်တစ်ခုဝကြံဒီစာပုံနဲ့ပတ်သက်ပြီးတော့ခန်းခန်းနာနာသိဖို့လည်းလိုတယ်အဲ့ဒါဆိုရင်တပည့်တော်စာအုပ်တော်ညွှန်မယ်ဩရထပကတိဒုတိယကျော်အောင်စာသားဆရာတော်ဖျားကြီးရေးတယ်စေကုချူချူကထုတ်တယ်ဩဟာရထပကတိဩရထပကတိအဲ့ဒါတော့ဝကြံဒီစာပုံ sentence ဒီစာပုံ မြန်မာပြည်ရဲ့ဝါကြတိသောပုံတွေကိုခေဆက်ဆက်ဝါကြတိသောပုံတွေနဲ့ပါနေတဲ့ပတ်သက်ပြီးတော့တရာသီကန်းတွေပါတယ်ပြောကောင်းကောင်းရတာပေါ့ဗျာအားရအားနော်ဘောဟာရထဘကတဏိဖြဘောဟာရထဘကတဏိဒုတိယကျော်အောင်ဆန္ဒဆရာတော်ဖြာကြီးဒုတိယကျော်အောင်ဆန္ဒဆရာဒီလိုအခုသခိုင်းမဟာကဏ္ဍကိုဖြာနော်ဒီခုတောင်မြို့မဟာကဏ္ဍဝန်ခံကြီးလေဒီဘက်ကရက်ကအဲ့ဒါဒုတိယကျော်အောင်ဆန္ဒဆရာတော်ဖြာကြီးကျောင်းဖြာအဲ့ဒါဘောဟာရထဘကတဏိနောက်တစ်ခုတစ်ခါတည်းညွှန်းလိုက်မယ်ဗျဘောဟာရ လီနထပကတတိဒါကလှေတင်းတွင်းမင်းကြီးရေးတယ်အဲ့ဒီမှာတော့ဘာပြောမလဲဆိုတော့ယောက်ျားဘာကြောင့်ယောက်ျားခေါ်တယ်မိန်းမဘာကြောင့်မိန်းမခေါ်တယ်အသင်မောတိမလကတိဘယ်လိုဆင်းသက်လာအဲ့ဒီစကလုံးနဲ့ဆင်းသက်လာပုံရေးထားသိကောင်းလားလှေတင်းတွင်းမင်းကြီးရေးတယ်ဗျာဩဟာရလီနထပကတတိအဲခုနဩဟာရထပကတတိခုကဩဟာရလီနထပကတတိလီနထပကတတိနော်အဲ့ဒါလှေတင်းတွင်းမင်းကြီးရေးတယ်ဗျာ 每个都有女子呀。